မင်္ဂလာပါရှင်ရဝံကတဲ့ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မိုင်းပြမြို့နယ်မှာကမ928မှာပိုကြီးဖြုတ်ကိုကိုကျော်နဲ့မိမနရီမြဝင်းတို့ကအွန်လိုင်းဝင်စုတည်ယူဆိုကရှယ်ယာထည့်သူတွေခေါ်ယူပြီးငွေကြေးသိမ်းတုံတောင်းနေလေ။ငွေပြန်တောင်းသူတွေကိုဖမ်းဆီးတပ်ပြမယ်လို့ကြိမ်းကြ။ထရီကန်တိုင်းစစ်တောင်းနောက်ဆုံးလောက်ရှိရှမ်းပြည်နယ်ရှေးပြိုင်မိုင်းပြမြို့နယ်ခြေမြန်တရင်မှန်928မှာပိုကြီးဖြုတ်ကိုကိုကျော်နဲ့မိမနရီမြဝင်းတို့ကအွန်လိုင်းဝင်စုတည်ယူဆိုကရှယ်ယာရှင်နေခေါ်ယူပြီးနောက် ရှင်းအောင်ဝင်တိမ့်တုံတော်ကျော်ကိုလိမ့်လေတာကြောင့်လိမ့်လေခန်းသူတွေကပြောပါတယ်။စေတကတော့ပတ်စင်ကြောင့်စနေကြောင့်စင်ဘိုးကြီးဖြူကိုကိုကျော်မှခမ928မှာတာဝန်ထမ်းဆောင်နေစဉ်အွန်လိုင်းမှာတစင်ငွေစုတဲ့ရှင်းအောင်ရှင်နဲ့ခေါ်ယူခဲ့ကြောင်းထိုသောရှရာရှင်တွေကိုခေါ်ရမှာမိမဖြစ်သူနာဒီမြဝင်ရပန်အကောင့်နေတဲ့ငွေဆွဲရှရာတွေကိုငွေချင်းနဲ့အမျက်တွေကိုပုံမှန်ပေးဝေနေရမှာရှရာငွေပမာဏကတင်းထောင်ချီဖြစ်လာတဲ့အခါမြည်သည့်အမျက်ဝေစုကိုမှလုံးဝမပေးတော့ကြောင်း ထို့ကြောင့်ရှင်ရံငွေထဲဝင်သားတွေက၎င်းတို့ထဲဝင်ထားငွေကြေးတွေပြန်လည်ပေးရန်တောင်းဆိုတဲ့အခါမှာတက်ဖြတ်မိဟု၎င်း PDF ထောက်ပို့အမည်တက်ပြီးဖက်စီအစဖြောက်မျိုး၎င်းအမျိုးမျိုးချိန်ချောက်ပြောဆိုနေတယ်ခမ928မှာဗိုလ်ကြီးဖြုတ်ကိုကိုကျော်နဲ့မိမနဒီမြဝင်းတွေလိန်လည်မှုခံနေရတဲ့ပြည်သူရဲတပ်မ90ဝင်းကျင်ရှိကြောင်းသက်ဆိုင်ရာတန်ရင်မှုတိုင်းမှုတွေထံကိုတိုင်ကြားတော့လေမြို့သူရဲယူမှုမရှိကြောင်းသိရတယ်။ ခမ928တကပတ်စဉ်48ကျောင်းစင်စေရရှိကြီးတွေကိုအပါလီရဲ့အိုင်အိုကငွေတွေလိမ့်လည်နေလို့တိုင်တော့လေသူကဘာမှရေမြူပဲနေတယ်။အဲဒီတော့ဘူကြီးဆိုသူကရှယ်ယာရှင်တွေအကုန်လုံးကိုနေတော့ကအကုန်လုံးဖမ်းပြီးတက်ပါဖြောက်ပြလို့ရတယ်လို့ချိန်ချောက်ပြောတယ်။ဘူကြီးပြောကုတ်ကိုကြောင့်နဲ့မိမနဒီမြဝင်းတို့ကငွေကြေးတွေတင်ထောင်ချင်းလိမ့်လည်ပြီးရနောက်မှာမြေခွက်တွေဝယ်ခြင်းကားတွေဝယ်ခြင်းနဲ့တစ်ထည့်ကဲ့သို့သုံးဆနေခြင်းပဲဖြစ်ပါတယ်။ ဆန်လဘင်းဆီယနာသိမှုကိုစံကျင်တဲ့နေဦးတော်လေးအကြောင်းမဲဆွယ်စည်းရုံးမှုမှာအထည့်ပြောတဲ့ပြည်သူ့ပါတီမှသင်ခန်းကျွမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကိုစစ်တပ်နဲ့ရွေးကောက်ပွဲကော်မရှင်ကရည်ရွယ်တရားဆွဲဆိုမိဦးဆုံးဂျက်ဖက်စစ်တပ်ဆီယနာသိမှုကိုစံကျင်တဲ့နေဦးတော်လေးအကြောင်းမဲဆွယ်စည်းရုံးမှုမှာအထည့်ပြောတဲ့ပြည်သူ့ပါတီကသင်ခန်းကျွမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကိုစစ်တပ်လက်အခံရွေးကောက်ပွဲကော်မရှင်ကရည်ရွယ်ဖြစ်ကြောင်းစစ်ဝါကော်မရှင်ကတရင်ထုတ်ပြန်နေ ကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီပြီးနှလုံးကနေတင်ကန်းချွတ်မြတ်နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တော်ဦးနှင်ပြင်က၎င်းဤတန်းက2021ခုနှစ်အရေးတော်ပေါ်မှာပါဝင်ခဲ့ကြောင်းမကြသေးမီကမှထောင်မလွတ်မြောက်ခဲ့ကြောင်းရင်းပြင်မဲဆယ်စီဝေးလက်ကမ်းကျင်းညာဆောင်မဆရာနာသိမ့်မှုကိုစတင်တဲ့2021ခုနှစ်နယူးတော်လင်ယူသုံးလုံးဖော်ပြခဲ့ကြောင်းလာတူထောင်တွင်းနိုင်ငံချင်းသားရဲ့အတွင်းငွေချင်းနဲ့ထောင်ဝင်းစာတသက်တအားပါဝင်ကူညီခဲ့ကြောင်းပြောဆိုပြီးမဲဆွယ်စည်းရုံးရုပ်တံကိုထုတ်လွှင့်ခဲ့ကြောင်းသိရတယ်။ ကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကလွှတ်တော်ကိုယ်စားလောင်းဦးလင်းမြင့်ကမဲဆွယ်စည်းရုံးနဲ့နေရာ2021ခုနှစ်ဆရာနာသိမ်းမှုနောက်ပိုင်းဖြစ်စဉ်ကိုအရေးတော်ပုံတော်လိုင်းဆိုတဲ့ဇာတ်ကလေးနဲ့တုံတုံခဲတဲ့ဖြင့်ဥပဒေနဲ့မညီကြောင်းကိုယ်စားလောင်းရည်ချင်တဲ့ကိုက်ညီမှုမရှိကြောင်းစစ်တပ်ထောက်ခံတဲ့ Telegram Channel ချို့ကတော့ဖော်ပြခဲ့ပြီးနောက်စစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကဥလင်းမြင့်ကိုရည်ရွယ်မှုဖြစ်ကြောင်းထုတ်ပြန်ကြေညာလာခြင်းဖြစ်ပါတယ်။ ဥရင်မြန်မာနိုင်ငံကျင်းသားဟောင်းတယောက်ဖြစ်ပြီးတော့တင်ကန်းကျွတ်မြို့နယ်ဖြစ်သူလှုပ်တော်ကိုယ်စားလှယ်နေရာအတွက်ဝင်ရောက်ရှင်ပြိုင်မဲဆွေရမှာသူ့ရဲ့အဖေသူ၏သူနဲ့သူ့ရဲ့သားအပေါင်းအဝင်မျိုးဆက်သုံးခုကတော်လင်းမျိုးဆက်တွေဖြစ်ကြောင်းနိုင်ငံကျင်းသားတွေဖြစ်ကြောင်းပြောဆိုရင်း ဥလင်မြင်းဆိုတာကလည်းနိုင်ငံမျိုးဆက်30တိုင်းတိုင်းကျွန်တော်တို့ကနိုင်ငံကြီးကျင်းသားဖြစ်ခဲ့တဲ့ဥလင်မြင်းဖြစ်တယ်။အဲဒီတော့ကျွန်တော်ဖေဦးတန်းသူဆိုရင်လည်းကိုကိုကြီးကျွန်းပြန်မဆာလာရဲ့တပါတီအာနာရှင်စနစ်ကိုရဲဝံတွလန်တော်လန်ခဲ့တဲ့လူတယောက်ဖြစ်ပါတယ်။ကျွန်တော်ဖေကလည်းထောင်ချင်းချင်းကြာခဲ့တယ်။အခုကျွန်တော်ဆိုရင်လည်း88နောက်ပိုင်းအကြောင်းသားကောင်းဆောင်နေတဲ့သူအင်းစိန်တောက်တရထောင်နေမှာကြာခဲ့နိုင်ငံကြီးကျင်းသားဟောင်းတယောက်ဖြစ်ပါတယ်။ ကျွန်တော်ဒါကတော့2021ဒီရေတော်ပုံမှာထပ်မံပြီးတော့ကြခဲ့တော့ပြီးခဲ့လောက်ပိုင်းကပဲပြန်လွတ်တော့ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကပြည်သူတွေတက်ကိုထောင်မဲကြကြတမ်းမဲကြကြဆွေနိုင်ငံချင်းတောင်းဟောက်တုံးဖြစ်တဲ့ဆွေအကြောင်းကျွန်တော်ကရုံးကြီးကြီးပြည်သူတွေအတွက်အမခန့်ချက်ပေးနိုင်တယ်လို့ဦးနေမြင့်ကဆိုတယ်။ကြပ်ပတ်စစ်တပ်ကပြည်လုံးမဲ2025ရွေးကောက်ပွဲမှာကိုကိုကြီးရဲ့ပြည်သူပါတီကကိုစလေလောင်း251ပါတီဝင်အောင်ရှင်းပြမိဖြစ်ပါတယ်။ ဆက်လက်ပြီးရေစကြုံမြို့ခါလာနေ96တန်းမှာကတ္တာဟင်းတက်လင်က၎င်း၏လက်နက်ပြင်တာဝန်တူတူကြနေတဲ့တက်ချက်ကြီးရဲ့လက်နက်ကိုပါယူဆောင်လာပြီးလက်နက်နဲ့လက်နက်တူလင်းဝင် မကွေးတိုင်းရေစကြိုမြို့နယ်ခြေဆိုင်ခါလာနေ56တန်းကနေတတဟင်းတလင်းက၎င်း၏လက်နက်ပြင်ကင်းတူတူတာဝန်ကျနေတဲ့တက်ချက်ကျဲလက်နက်ကိုပါယူဆောင်လာပြီးလက်နက်နှစ်လက်နဲ့တူလင်းဝင်ခဲ့ကြောင်းရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပန်ကဘာတာဝန်ရှိသူကပြောတယ်။နိုဝင်ဘာလ15ရက်နေ့ခရနာရီခန်းကရေစကြိုမြို့နယ်ခါလာနေ56တန်းကနေတတဟင်းတလင်းကခါလာနေ56လုံးကျွေးကိန်းမှာကင်းတာဝန်ကျနေစဉ်၎င်းကင်ဆောင်တဲ့ MA1 မျိုးစားတနက်တလက်ပြင်ကင်းတူတူကြားတဲ့တက်ချက်ကျဲ MA3 မျိုးစားလက်နက်ပါယူဆောင်လာပြီးအလင်းဝင်ခဲ့တယ်။ ထို့သောလက်နက်နှစ်လက်နဲ့အတူအလင်းဝင်လာတဲ့တပ်သားဟင်းတက်လင်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲစကြုံမြို့နယ်ဘက်ကဖမ်းမှငွေကြေးသိန်း90စုချင်းမြင်ခဲ့ပြီးလုံခြုံတဲ့နေရာကိုပို့ဆောင်ထားကြောင်းသိရပါတယ်။ဆလာဘီအာနာသိန်းစစ်တပ်ကယခုနှစ်ကုန်မှကျင်းပမဲ့ဆွေရွေးကောက်ပွဲပေါ်နိုင်ငံတကာမှအစိုးရကုလသမဂ္ဂမှတာဝန်ရှိသူချုံရမချက်တွေကိုစုစည်းတင်ဆက်လိုက်ပါတယ်။ ဈေးကောင်းစီရွေးကောက်ပွဲအတွက်လွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူကမှယုံကြည်ရလို့ကျွန်တော်မထင်ဘူးဒီရွေးကောက်ပွဲတွေကမြန်မာပြည်ထနာရီရဲ့အဖြစ်ကိုထုတ်ပေးနိုင်လိမ့်မယ်လို့လည်းဘယ်သူကမှယုံကြည်ရလို့မထင်ပါဘူးဒီအချိန်ကလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်အကြမ်းဖက်မှုတွေရပ်တန့်ရမယ့်အချိန်တစ်ချိန်တည်းမှာပဲမရတဲ့အချုပ်မှုစီဥတီနေတဲ့နိုင်ငံရေးဆိုင်ရာဆင့်ကဲပြောင်းလဲမှုနဲ့အခြေခံဥပဒေနဲ့ညီဖွဲ့စည်းတဲ့အစိုးရကိုလေးစားဖို့လမ်းခင်ပြရမယ့်အချိန်ဖြစ်ပါတယ်ဆက်လက်ပြီးလူခွင့်ဆိုင်မှာမင်းကြီးပေါ်ကာထရန်ဒီဂျင်နေရယ်အောက်ကနေရွေးကောက်ပွဲတွေကျင်းပမယ်ဆိုတာစဉ်းစားလို့ လိုက်မမီနိုင်ဖြစ်ရတယ်။ရွေးကောက်ပွဲတွေလိုလက်တရားများထားပါတယ်လို့ဘသူကများဘလို့ပြောနိုင်မလဲ။ဘသူထိန်ချောင်းမှာမမမရှိတဲ့အတိုင်းပြည်ရဲ့နေရာတော်တော်များများကိုသူတို့ဘလို့များကျင်းပါနိုင်မလဲ။စစ်တပ်ကိုယ်တိုင်ကပြည်ပခါရဲပောင်းပြီးပသက်ပြီးခုပြည်သူကိုနှစ်ပေါင်းများစွာဖိနှိပ်ပြီးဘလို့များရွေးကောက်ပွဲကျင်းပါနိုင်ပါမလဲ။ဒီရွေးကောက်ပွဲတွေကတူးယောင်တာဖြစ်ပါတယ်ဆိုတာပြောနိုင်တယ်များရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒီရွေးကောက်ပွဲတွေကလိန်ညာတွေတိုက်ခန်နိုင်ငံရေးကောင်းဆောင်နေဖန်စီကန်တာထိမ့်သိမ့်ကန်တာရအချင်းကြခန်တာရညင်ပန်းနှိမ့်ဆက်ခန်ရချိန်မှာဘလို့မလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲကိုရရှိမှာမဟုတ်ပါဘူး မြန်မာစစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်လို့အလုံးမင်းဆိုရင်ကြောင့်ဒီလက်တော်မှပြောခြင်းနဲ့လက်ရှိအစီအစဉ်တွေဟာလွတ်လပ်မှုမရှိသလိုတရားမျှတမှုလည်းမရှိဘူး။နောက်ပြီးရေရှည်တည်တဲ့ငြိမ်းချမ်းရေးစီလည်းဥတည်မနေဘူး။ရွေးကောက်ပွဲအစီအစဉ်တွေနဲ့ပတ်သက်လို့ထင်ထင်ရှားရှားအပြစ်အနာစာတွေရှိနေတယ်။မဲဆိုင်ရဒီမှာစစ်မှန်တဲ့တိုက်ခတ်နိုင်ငံရေးပါတီတွေရှိမနေဘူး။အဲနောက်ပြီးတော့ဒီရွေးကောက်ပွဲအများပြည်သူဝေဖန်မှုကိုလည်းရာဇဝတ်မှုဖြစ်ဖိနှိပ်တဲ့ဥပဒေတွေကိုလည်းပြဋ္ဌာန်းထားတယ်။ဒီလိုချင်းတွေအောက်မှာပြုလုပ်ဖို့စီစဉ်ထားရွေးကောက်ပွဲတွေဟာအများယုံကြည်မှုရှိမှမဟုတ်ပါဘူး။ ဆလပီကစားစရာတဲထုတ်တဲ့ကြောက်ခွန်ရောပါနိုင်ခြင်းရှိရာကြောင့်ဩစတြေးလျမှာကျောင်း90လောက်ပိတ်ထားရအောင်ဩစတြေးလျနိုင်ငံမှာကလေးရေကစားဖို့စီစဉ်ပေးထားရအောင်ဆုံးတဲထုတ်တွေထဲမှာကျောက်ခွန်အမှောက်တွေရောတော့ပါဝင်နိုင်ခြင်းရှိရာကြောင့်ကျောင်း90နီးပါးကိုပိတ်ထားစေဖို့ဆရာကညွှန်ကြားတယ်ကင်ဘရာမြို့နယ်နီးဒဝိုက်ကိုတတ်မှတ်ထားဩစတြေးလျမြို့တော်နယ်မြေထဲမှာပါဝင်တဲ့ကျောင်း69ကျောင်းကိုနိုဝင်ဘာလ18ရက်နေ့မှာပိတ်ထားစေလို့အာဏာပိုင်တွေကအတည်ပြုခဲ့တယ်။အဲဒီတော့တွင်ကျောင်းနေမှာကလေးတွေထိတွေ့ခိုင်းတွေ့ကစားတဲ့ရောင်စုံသဲတွေကိုပြန်လည်သိမ်းဆည်းဖို့စီစဉ်ထားပါတယ်။ တချို့တဲတုပ်တွေထဲမှာကြောက်ကုန်းမှုံရုံတော့ပါဝင်နေကြအောင်အထောက်အထားတွင်ရှိခဲ့တော့အဲ့ဒီပြည်စင်ကိုပြန်လဲတင်ယူဖို့ပြီးခဲ့တဲ့တင်ပတ်ကုန်ကလေးကစတင်လှုပ်ဆောင်နေပါတယ်။ကြောက်ကုန်းမှုံတွေဟာရေရှည်ထိတွေ့မှုရှိနေတဲ့အသက်ရှင်လမ်းကြောင်းဒုက္ခပေးနိုင်ပြီးအဆုတ်နာအဆုတ်ကင်းစားရောဂါတွေကိုဖြစ်ပွားစေနိုင်တယ်။ဒါပေမဲ့လက်ရှိအချိန်မှာရောင်စုံတဲတွေကကြောက်ကုန်းတွေကလေထုတွေပြန့်နှံ့ပြီးအသက်ရှင်လမ်းကြောင်းနဲ့ဝင်ရောက်ဖို့ဖြစ်နိုင်ချေရနေလို့ဩစတြေးလျဈေးကွက်ပြိုင်ဆိုင်မှုနဲ့32ရာကော်မရှင်ကမှတ်ချက်ပေးထားပါတယ်။ ကျောင်းနေစဉ်ရောင်းချထားတဲ့ကစားစရာရောင်းဆုံသေးတဲ့မှာကျောက်ကုန်းပါဝင်နိုင်နေဆိုတဲ့သတိပေးချက်ကြောင့်နိုဝင်ဘာလ14ရက်နေ့ကတည်းကအော်စတြေးလျနဲ့နယူးဇီလန်တို့မှာကျောင်းချို့ကိုပြေဝတာမှုအချိန်မိုင်းပိတ်ခဲ့ရတယ်။ ACT မှာရှင်ရဲ့ကျောင်း23ခုကတော့အဲ့ဒီတဲတွေကိုမတုံတာဒါမှမဟုတ်အရင်နည်းချင်းသာအသုံးပြရကြောင်းနိုဝင်ဘာလ18ရက်နေ့မှာပိတ်ထားမှာမဟုတ်ဘူး။ကျောင်းခွင်ကိုရင်ကဆောင်းလို့ရလုပ်ငန်းခွင်မှာကြကြမြမြတ်300အမျိုးရှိခဲ့ပေမဲ့အခုတော့ဩစတြေးလျနဲ့နယူးဇီလန်ဥပဒေအရအရေးပြည်စီရောနောပောင်းနဲ့ထုတ်ကောင်းအလုံးကိုတားမြစ်ထားကြောင်းသိရပါတယ်။ ဆလာဘီနိုင်ငံတင်မနေချိန်ဂျပန်ထိန်းချုပ်ကျွမ်းဆိုနာမှာတရုတ်ကန်ချင်ဆောင်တက်တင်မအိုကဲလက်ခုံမှာနိုင်ငံဆက်ဆံရေးတင်မနေချိန်နေရှိနေချိန်မှာတရုတ်ကန်ချင်ဆောင်တက်ရရင်အုပ်စုတစ်ခုကဂျပန်ထိန်းချုပ်ထားကျွမ်းဆိုနာကဖျက်တမ်းခုံမောင်းခဲ့တယ်တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်ကလည်းထိုင်ဝမ်ကိုညီဖို့တက်တွေဆဲလို့ရမယ်ဆိုတဲ့အိဗန်မျိုးဂျပန်ဝန်ကြီးချုပ်ဆနာအဲတကချီချီပြောဆိုခဲ့မှတ်ချက်စကားတစ်ခုကြောင်းပြီးခဲ့ရက်ပိုင်းတွင်အရှေ့အာရှအင်အားကြီးနိုင်ငံသားတင်မမှုတွေမြင့်တက်ခဲ့ပါတယ် ။တရုတ်ဟာထိုင်ဝမ်ကိုပိုင်နိုင်တဲ့နေတခုဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့တီးခြားလွတ်လပ်တဲ့ရည်တည်မှုကိုသာလိုလာတယ်။တကယ်လို့လိုအပ်ရင်ထိုင်ဝမ်ကိုစီးရရတိုက်ခိုက်သိမ်းယူမယ်ဆိုတာမျိုးကလည်းတရုတ်ကချိန်ချောက်တတိပေးထားဖူးပါတယ်။ဂျပန်နဲ့ထိုင်ဝမ်တို့ဟာ130ကီလိုမီတာလောက်သာကွာဝေးပါတယ်။တရုတ်ကန်ချိန်ဆောက်တဲ့ရင်းရင်အုပ်စုအမှတ်13390ခွဟာဒါယုကျွန်းစုတဝိုက်ရေပြင်မှာနိုင်ငံတကာရေကြောင်းဥပဒေနဲ့ညီကိလက်ခုံပေါင်းခဲ့ကြောင်းအဲဒီကိလက်မှုဟာတရုတ်ရဲ့လုံပိုင်ခွဲကျိုးစီးပွားတွေကောက်ွယ်ဖို့တော့လုံထုံလုံးနေနဲ့ညီဆိုင်တာဖြစ်ကြောင်းကန်းချင်ဆောင်တက်ကထုတ်ပြန်ခဲ့တယ်။ ဒါရင်ဆိုတာဟာဆန်ကာကူကျွန်းစုကိုပဲတရုတ်နာမည်နဲ့ခေါ်ဆိုရဖြစ်တဲ့အဲဒီကျွန်းစုကိုတရုတ်နဲ့ဂျပန်တို့ကြားပိုင်ဆိုင်မှုညှင်းပွားနေကြပြီးဂျပန်ကထိန်းချုပ်ထားပါတယ်။ဆန်ကာကူကျွန်းစုနာမှာတရုတ်ကန်ကျင်ဆောက်တဲ့ရင်းအောင်စုဖြတ်တန်းခုံမှောင်မှုနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံဆိုင်ဂျပန်တန်ယုံကတော့ဘာမှချက်မှမပေးသေးဘူး။တကအီချီရဲ့မှတ်ချက်ပြီးဂျပန်ဟာတရုတ်စီကတန်တမာရေးရဖိအားပေးမှုတွေနဲ့ကြုံနေသလိုတရုတ်နိုင်ငံသားအနေနဲ့ဂျပန်ကိုလက်တလောတွားရောက်လဲပတ်တာမျိုးမလုပ်ကြဘူးလေတရုတ်နိုင်ငံသားရဲ့ဝင်ကြီးကတိုက်တွန်းထားပါတယ်။ ဆလဘီရေဦးခေုံနဲ့ကမ်လူနယ်ဆက်ကကြည့်ရပေါင်း20ကျော်တင်းရှောင်းနေအကူညီလိုအပ်နေ။သခိုင်းနိုင်ရေဦးခေုံနဲ့ကမ်လူမျိုးနယ်ဆက်မှာတိုက်ပွဲတွေကြောင့်ကြည့်ရပေါင်း20ကျော်တင်းရှောင်းနေရပြီးဆက်ရှောင်းပြည်သူတွေအကူညီလိုအပ်နေပါတယ်။ ညမေမလာစစ်ကြောင်းကလည်းအင်အားသုံးရကမှစစ်တပ်စစ်ကြောင်းဟာကြောက်တန်ရွာကိုဝင်ရောက်မိရှို့ပြစီခဲ့ကြောင်းခင်မွန်းနယ်သတင်းမှပြန်ကြားရေးဖွဲ့ကပြောတယ်။နိုဝင်ဘာလ3ရက်နေ့ကကံပလူမြို့နယ်မှာခင်ဦးဘကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတမ33လောက်ခန့်စစ်ကြောင်းကိုဒေါ်လင်းဖွဲ့တွေကတိုက်ခတ်ရာစစ်ကြောင်းပြက်ပြီးစစ်ကြောင်းမှုပါစစ်သား9ဦးတေဆုံးက13မှ19နဲ့တူလက်နဲ့ခံနေရရှိခဲ့ပါတယ်။နောက်ဆက်အပိတ်ကြားအတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။